်မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါဒီဗီယိုမြင့်တန်ကြားရဲ့နောက်ဆုံးရ သတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်မွန်ပြည်နယ်ကြိုက်ထုံမြို့မှာ73မြင်းဆောင်ရှမ်းပြည်မှတ်ပုံနယ်ကိုင်းဆောင်ထားသူအယောက်200နီးပါးကိုဖမ်းဆီးထားတယ်လို့မြို့ကန်တွေကပြောပါရယ်။မြောက်ရီဘက်ကနေလာတဲ့ကားတွေကိုကြိုက်ထုံမြို့အဝင်ထွက်တွေမှာအဓိကစစ်ဆေးနေပြီး73မြင်းဆောင်မှတ်ပုံနယ်ကိုင်းဆောင်ထားသူတွေကိုကြားဖြတ်ငွေလိမ်ခိုင်းနေတဲ့ပတ်သက်တဲ့ဆိုတဲ့တန်တရားနဲ့ဖမ်းဆီးနေတာဖြစ်ပါရယ်။ လက်ရှိမှာဖမ်းဆီးခံထားသူတွေကိုကြိုက်ထုံမြို့မြို့တော်ခန်းမောက်မှာထိန်းသိမ်းထားပြီးအဲ့ဒီထဲမှာမြောက်ရီဘက်ကနေကားစင်းလုံးငါပြီးပြန်လာသူတွေကိုတော့ကားတွေကိုပါဖမ်းဆီးထားတယ်လို့သိရပါဗျ။ဖမ်းဆီးခံထားသူတွေထဲမှာမိသားစုလိုက်ဖမ်းဆီးခံသူတွေလည်းရှိတယ်လို့မြို့ကန်တယောက်ကပြောပါဗျ။အခုလက်တလောမှာကြားဖြန့်ငွေလေလုပ်ငန်းတွေကနေပြန်ထွက်ပြေးလာတဲ့တရုတ်လူမျိုးတွေရှိနေပြီးသူတို့ထဲမှာမြန်မာစကားတောင်မတက်ပေမဲ့ရှမ်းပြည်မှာပုံနေကင်ဆောင်ထားကြသူတွေရှိနေတယ်လို့သူတို့ကိုမောင်းကိုပို့ပေးတဲ့အတိုင်းဝိုင်းကပြောပါဗျ။ ယ်အဲ့ဒီသူတွေအနေနဲ့ဖန်အံဘက်ကနေရန်ကုန်ကို သွားမယ်ဆိုရင်တယောက်ကိုကားခ350အထိကုန်ကြနေရလို့လည်းသိရပါတယ်ရှင်။စကိုင်းတိုင်းတပင်းမြို့နယ်တဲကိုစစ်ကောင်စီတပ်ဟာဒီဇင်ဘာလ9ရက်နေ့တရက်ထဲမှာလေကြောင်းတိုက်ခိုက်မှု12ကြိမ်ထပ်မံပြုလုပ်ခဲ့တာကြောင့်ပြည်သူအယောက်20ထပ်မံသေဆုံးခဲ့တယ်လို့အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ဒေသခံတွေစီကသိရပါတယ်။ ဒီပရင်မြို့နယ်နောက်ဘက်ချမ်းကရွာတွေကိုဒီဇင်ဘာလ9ရက်နေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းမှာစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ညပိုင်းမှာလည်းအရှိတ်ချမ်းကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီးအရှိတ်ချမ်းကရွာတွေကအသေးပြောက်များတယ်လို့ဒီပရင်အခြေဆိုင် People Defend Comrade PDC ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်အဲ့ဒီလေကြောင်တိုက်ခိုက်မှုတွေမှာစစ်တပ်ကတိုက်လေရင်ရောခြိုက်ရိုကော်ပတာပါအသုံးပြုခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီတိုက်ခိုက်မှုတွေကြောင့်ပဲဒီပင်းမြို့နယ်အနောက်ဘက်ချမ်းမာရှိတဲ့ကုံယုံဝင်းရံနဲ့ပုတ်တန်းရွာတွေဘက်မှာပြည်သူတို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီးမြို့အရှိတ်ဘက်ကအမရကန်ရွာမှာတော့ဘလုံးပွဲပြနေတဲ့လက်ဖိဆိုင်ပေါ်ကိုဘုံကျဲချခဲ့တာကြောင့်ပြည်သူအယောက်20နီးပါးတေဆုံးခဲ့ပြီးအများအပြားဒဏ်ရာရသွားခဲ့တယ်လို့ဒီပင်းအခြေဆိုင်တော်လိုင်းတပ်ဖွဲ့ဝင်တယောက်က TV ကိုပြောပါရယ် ဒါပြင်အိမ်ဆယ်လုံးလောက်လည်းပျက်စီးသွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီလေကြောင်းတိုက်ခတ်မှုခံခဲ့ရတဲ့ရွာတွေရဲ့ပတ်ဝန်းကျင်မှာတိုက်ပွဲဖြစ်ပွားတာလည်းမရှိဘူးလို့တော်လိုင်းတပ်ဖွဲ့ဝင်တွေကပြောပြပါဗျ။ရှင်။ကြားဖြန့်အွန်လိုင်းငွေလေလုပ်ငန်းကနေထွက်ပြေးလာတဲ့နိုင်ငံခြားသားတွေဟာမြောက်ရီမြို့မှာလက်နက်ကင်တပ်ဖွဲ့တွေရဲ့အကူအညီနဲ့အိမ်ငှားပြီးပုန်းခိုနေတယ်လို့မြို့ကန်တွေကပြောပါဗျ။အောင်ခန့်သတင်းပေးပို့ထားတာပါရှင်။ ရှိကောမရှင်ကအွန်လိုင်းလေလံမှုလောင်းစားမှုတွေကိုမြမမြေပေါ်ကနေပြီးတန်ခြုံငိမ့်သွားအောင်အမြင့်ပြတ်ခြင်းမှုတုတ်တင်သွားမယ်လို့ပြောဆိုခဲ့ပါတယ်။အခုလိုပြောဆိုပြီးတဲ့နောက်ပိုင်းကင်းပြီးနေမြောက်ပြည်မြို့တောင်ဘက်မှာနေကြတော့တဲ့ BGN နဲ့ဒီမိုစီချိုးပြူကင်းတက်မတော့ DKB ကလုံလုံကြီးယူပြီးထားတဲ့ KK ပတ်ရွှေကုတ်ကိုဖလူးမင်းလက်ပန်ကြားမြန်လုပ်ငန်းကထောင်နဲ့ချီတဲ့နိုင်ငံတော်ကလုံသမားတွေဟာထွက်ပြေးတင်းချောင်ခဲ့ပါတယ်။ထွက်ပြေးတင်းချောင်လာတဲ့နိုင်ငံသားတွေဟာ လက်ရှိအချိန်ထိမြောက်ပြည်မြို့မှာလက်နက်ကင်တပ်ဖွဲ့တွေရဲ့အကူအညီနဲ့အင်အားနေထိုင်နေပါတယ်။တော်တော်ကတော့ကျွန်တော်ပြောဘူးကခုနေတာပေါ့နော်။ချိုးချိုးအဲ့ဒီစင်ကားကလည်းအဲ့လို ောင်းမဲ့သူကမစောင်းဒီလမ်းခေါ်ပေါ်တော့လို့ပုံစံပြောတာအဆုံးစင်းနေချင်မှတန်းလို့ပေါ့နော်အဲ့လိုသူကသူစုပြီးတူရတူရသူပုံမှာပုံနေတာလည်းရှိတယ်ခိုးနေတာလည်းရှိတယ်ပေါ့နော်အဲ့ဒါကတော့သူတို့အဆက်အသွယ်ရှိရှိလို့ရှိနေတယ်သူတို့နေရာထားပြီးတဲ့လူရှိလို့ဖြစ်ဖြစ်ပါလိမ့်မယ်ပေါ့နော်သူမျိုးတွေကသူတို့ကတော့ပုံပြီးပုံပြီးနေရတယ်ပေါ့ အဲ့မှာမဟုတ်ဘူးသူကမြို့တင်ပတ်တော့ပေါ့မြို့တင်ပတ်နေကြတယ်အဲ့ဒီပေါ့ဒါကတော့လေလေကျွန်တော်လည်းဆက်တူရပြီကျွန်တော်ဝင်လိုက်လည်းဒီဒီကျွန်တော်လည်းသွားတာပဲကျွန်တော်ဝင်ရင်ရှိတယ်လေခုနပြန်လာလို့ရှိတယ်လေဒါအပြင်ငွေဝလာ23ရင်းဒီကစစ်တပ်လောက်ခံ DGB တက်ဖွဲ့ဝင်ဗမှုတယောက်နဲ့အမှတ်လေးရက်ွက်အုပ်ချုပ်ရေးမှူးကကျမ်းမြန်ဝင်လီလုပ်ငန်းကနေထွက်ပြေးလာတဲ့တရုတ်လူမျိုးတွေကိုချက်ပိတ်ထားတဲ့နေအိမ်ကိုကျူးကျော်ဝင်ရောက်ပြီး ဖွက်ထားပြီးခဲ့ပါတယ်အခုလိုချက်ပိတ်ထားတဲ့နေအိမ်မှာတရုတ်နိုင်ငံသားတွေကိုဝက်ထားတဲ့အတွက်ရက်ွက်ပြည်သူတွေကတိုင်ကြားခဲ့တာကြောင့်ဝင်ဝင်လာ28ရက်နေ့ညကစစ်တပ်ကပြန်လည်ဖမ်းဆီးခဲ့ပါတယ်ချက်ပိတ်ထားတဲ့အိမ်ကြီးရောက်တဲ့ဆက်တော့တော့မယ်ဖိုလီဖျံစင်စားကြည့်တော့တော့ဒီကဒီပေရတာပေးကြည့်ဝါဒီချက်ပိတ်ထားတဲ့အိမ်ကြီးရောက်ဆက်ပြီးတော့ဒီကိနာကိုချက်လိုက်တော့အဖြစ်ကိုလေ ဖိုင်ရဖိုင်ရမယ်သူကသူသူသူဖိုင်လို့လုပ်ကြတာလည်းရှင်းပါတော့เนาะအမားတို့လိုပြည်ကြီးကလည်းချိန်မိထားတဲ့အိမ်ကိုဝင်ပြီးတော့ဒီလိုလုပ်လို့ဖြစ်နိုင်တယ်เนาะမလုပ်ရင်ဒီလိုပါဒါကြောင့်မြေသူမကြွကြော်ဝင်ရောက်ခွင့်မရှိတဲ့ချက်ပိတ်ထားတဲ့နေအိမ်မှာကြပြန်ကနေထွက်ပြေးလာတဲ့တရားဝင်နိုင်ငံသားတွေတိုးဝဲခဲ့တဲ့သူတွေကိုထိထိရောက်ရောက်ရေးယူတင်တယ်လို့နိုင်ငံရေးတကြွလှုပ်ရှားသူတွေကပြောပါတယ် ဖြစ်မိတာလည်းအရင်ကဘာဘလူလူလူတယောက်ကပါဒီပိုင်းဒီတိုင်းတော့မရှိဘူးလေအဲ့တော့ဟိုမှာနိုင်ငံသားသားမဟုတ်ဘူးဟိုမှာလည်းဒီမောက်ကိုဒီလိုရှိရတယ်ဖြစ်ပြတာလို့ဆိုတာကျွန်တော်ကဒီဖြစ်ပြတာဆိုတာပိုင်ရှင်နဲ့ဖြစ်သွားတာပေါ့ကျွန်တော်ပိုင်ရှင်ရှိနေကြည်တာအမှုခင်နဲ့ပတ်သက်ပြီးတော့မင်းဆိုင်ရတဲ့အတွက်အမှုယူပိုင်တဲ့အိမ်ကတော့ဒီမောက်ဒီတိုင်းမရှိဘူးအဲ့တော့ဘုကောင်းတဲ့လောက်ရကြီးအားရဒီဟိုအကူကြီးလိုက်တာတော်တော်ကြီးတော့လည်းဖြစ်ထားတာပေါ့ဒီဥစ္စာကကျွန်တော်တို့ဒီဥပဒေကို ဥပရာတာမြေဓာရီကိတာမတူချူဖောက်တယ်ဆိုတာအာပစ်တော်ကြီးရဲ့ဒီကောင်ပါဆိုတာဒီချိတ်ပိတ်ထားတဲ့နေရာမှာချိတ်ကိုချိုးပြီးဝင်နေဆိုတာအဆိုးရအောင်ဆောင်ကျင်တာပဲဒီတတ်ကျင်ပြီးသူတို့လုပ်ကြတာဒီအာနာရဲမှာကတရားကြီးမနိုင်တာဖြစ်တယ်တရားကြီးကအာနာပြီးတယ်ဒီအဲ့လူကပါလဲဆိုတော့တတိတော်ပဲဆိုရင်ကျွန်တော်တို့ဒီနောက်တော့ဒီကြောက်ပြမှုကြောက်ပြရဲ့ဒီခါပြေးတယ်ကိုတူတော်ကားမှုနဲ့ဆိုတိုင်းကတော့မှလည်းအကျမှုကြီးကိုမတတ်တော်ရဘူးပြီးရောက်ရည်ယူတင်တာပေါ့ ဒီဇင်ဘာလ2ရက်နေ့မနေ့7နှစ်လောက်ကမြောက်ပြည်မြို့အမှတ်၄ရပ်ကွက်မှာကြက်ပြန်လုံးကင်ဖို့အခါချထားတဲ့ BGF တယောက်ရဲ့နေအိမ်ကိုလိုင်းကျင်းသွားကောက်ရင်း BGF တပ်ဖွဲ့ဝင်ချင်းချင်းအပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်ပြစ်ခတ်မှုအတွင်းကြက်ပြန်လုံးကင်နေတဲ့တရုတ်နိုင်ငံသားနှစ်ယောက်ကနေအိမ်ကထွက်ပြေးသွားခဲ့တဲ့အတွက် BGF တပ်ဖွဲ့ဝင်တွေကလိုက်လံပြီးပြစ်ခတ်ဖမ်းဆီးခဲ့ပါတယ်ကျွန်တော်အောင်ခံပါ TV ရုံးမြင့်တန်းကြားရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ကြတာပါကျမတော်ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်